မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့ဆောင်းပါရှင်မောင်တူးရဲ့အငွေ့ပြန်သွားသောကြံ့ငွေများဆိုတဲ့ဆောင်းပါဖြစ်ပါတယ်လက်ထဲတွင်ပြောက်တဝက်လောက်ပင်မကြံ့ကျင်ပါမြမကြံ့ငွေအငွေ့တွေပြန်ကုန်ပြီတကား2021တုန်းက ကျွန်တော်ရန်ကုန်မှာနေပါတယ်ထိုင်းကိုငွေပို့တယ်ကြက်တသိန်းကိုဘတ်3000ရပါတယ် အခုကြက်တသိန်းကိုဘတ်850ပဲရတော့တယ်ဈေးတွက်နဲ့တွက်ရင်အရင်ကဘတ်3000ကအခု850ပဲ ရှိတော့တာပေါ့ငွေ3ပုံတစ်ပုံပျောက်သွားပြီညီမပြည်သူလူထုတွေရဲ့ငွေတွေဗမာပဲထားထားအင်းကမိကန်တက်တာတဲပဲထားထားအရင်ကသိန်းတရာဟာအခု25သိန်းပဲတန်မာတော့တယ်သိန်း1000ဆိုရင် သိန်း250ပဲတန်မာတော့တယ် ဒီအတိုင်းသာအာနာသိန်းစစ်ကောင်စီကဆက်ပြီးဗိုလ်ချဖိနှိပ်နေသမျှတော့ဖက်စစ်ဂျပန်ငွေတွေလိုထောင်မလဲတဲကိုဖြစ်တော်မယ်မထူးပါဘူးလေအခုအာနာသိန်းမင်းအောင်လိုင်းစိုးဝင်းတို့အဖွဲ့ဟာလဲဖက်စစ်စစ်တပ်ပါပဲထောင်မလဲတဲကို1942ခုနှစ်မတ်လမှာဂျပန်ကမြန်မာပြည်ကို သိမ်းနိုင်ခဲ့ပါတယ်ဂျပန်ဆိုရာကငွေစက်ကူတွေရိုက်နှိပ်ထုတ်ဝေခဲ့တယ် ဂျပန်ခေတ်ကပတ်စံတွေကိုဆက်နဲ့တလဟောရိုက်ထုတ်တော့ပတ်စံတွေတံပိုးကြကုန်တယ်။ဈေးဝယ်ရင်ဂုံဒီအိတ်နဲ့ပတ်စံတွေထည့်သွားရတယ်။ပတ်စံစက်ကူတွေကများပြားလွန်တော့နည်းနည်းဟောင်းရင်မယူတော့ဘူး။ဒါကြောင့်ငွေစက်ကူကိုထောင်လို့ရမှမလဲမှဈေးတွေကယူပါတယ်။သဲနည်းနည်းလောက်ကိုကော်လို့ရရင်ယူတယ်။အဲ့ဒါကိုထောင်မလဲသဲကိုငွေစက်ကူလို့ခေါ်ပါတယ်။ ပတ်စစ်ကငွေတွေဘလောက်များရိုက်ထုတ်သွားတယ်လဲဆိုရင်စစ်ပီးလို့အင်္ဂလိပ်ပြန်ဝင်လာခြင်းရောက်တော့လူတိုင်းလိုလိုလက်ထဲမှာဂျပန်ပတ်စံအသစ်ဆက်ဆက်တွေတောင်ပုံရပုံကြံနေကြတာပေါ့အခုလဲကွန်ဆွန်းနှုံးတွေတက်လာတော့ဝါစီကနေငွေဆက်ကူတွေနေဆိုင်ညာဆိုင်နဲ့ရိုက်ထုတ်နေပြီလေနောက်ဆက်တွဲဂျိုးဆက်ကတော့ငွေ ကြေးတွေ အစမတန်ဖောင်းပွပြီးကုန်စည်နှုံးတွေ မတန်တဆတက်ကုန်တာပေါ့ ကြားချင်းအဆုံးဂုံစေနှုံ2021ကကျုပ်တလုံးမှာတက်ရပါ အခုတော့950ဖြစ်နေပါပြီ2021ကကစွန်ရက်တစီ200အခု1000 2021ကစန္ဒပီ1500ကအခုတော့9000ကျပ်ကျော်နေပါပြီစောင်းစီကလည်းတပိတ်တာ2300ကနေအခု1000ကျော်ဖြစ်နေပါပြီ2021 2021ကကြက်သားတပိတ်သားဟာ9000ကျက်အခုတော့3000ကျက်တစ်ဆယ်စား3000ဖြစ်နေပါပြီကြက်သားက3000ဘူးဝယ်လို့ရပါသေးတယ်ဝတ်သားဆိုရင်အနည်းဆုံး9000မှဝယ်လို့ရပါတယ်ဝတ်သားတပိတ်သား9000နီးပါပါပတ်စံတွေကိုက်စားရတယ်လို့ဖြစ်နေပြီပေါ့အိမ်ငှားကားတွေဈေးတက်တယ်လစာတွေမတိုးဘူးမိကမလားရေကမလားစေဝါးတွေလည်းဈေးတက်တက်စီတွေလည်းဈေးတက် ကားကတစီကားတွေလည်းဈေးတက်အကုန်တက်တာပဲကြတာဘာမှမရှိ စိတ်တက်တွေသာကြပြီးရင်ကြနေပါတယ်လို့မြမပြည်သူပြည်သားတိုင်းကပြောနေကြပါပြီအလုံးမရှိတဲ့အင်ဦးနဲ့ငွေမရှာနိုင်မှိုင်းအင်ရှင်မကပြစ်တောက်ပြစ်တောက်ဖြစ်နေတဲ့အိမ်တွေများလာပါပြီလင်မယားရံဖြစ်တဲ့အိမ်တွေများလာနေပြီတခိုးတွေကဘူးလူရက်မှုတွေကပေါ်ပေါ်ပြည်သားတွေများလာလိန်လဲမှုတွေကနေရာစုံမှာ ရက်ွက်တွေစူပူနေပြီးမြို့တွေပူနေပြီးတပီလုံးကျိန်မီအောင်ပေါ့စစ်အာဏာရှင်ချင်းအတူတူ သူကပိုဆိုးတယ်2021ဖေဖော်ဝါရီတရက်စစ်တပ်အာဏာသိမ်းခေါင်းဆောင်မအားလာကတိုင်းပြည်ပြစ်အောင်လှုပ်ရမှာသူတို့ရဲ့ခေါင်းကင်ဖခင်ကြီးစစ်အာဏာရှင်ဟာဦးနေဝင်းထက် ပိုပြီးလဝဆောင်ထတ်သွားပါပြီဟုတ်တယ်လေ ကုန်စည်နှုန်းတွေအလွန်ကျွန်တက်ရင်ကြက်ငွေဈေးတွေအလွန်အမင်းကျဆင်းရင်တိုင်းပြည်ပြတ်တာပဲမဟုတ်လားဥနေဝင်းက1989ခုနှစ်စက်တင်ဘာလ5ရက်တုန်းက25ကျပ်တန်35ကျပ်တန်85ကျပ်တန်ငွေစက်ကူတွေကိုတရားမဝင်ငွေမဲကြီးညာခဲ့ပါတယ်ကျွန်တော်တို့မြန်မာတပြည်လုံးဒုက္ခရောက်ခဲ့တယ်အခုအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မအားလာကတော့တရားမဝင်ငွေကြီးမကြီးညာဘဲနဲ့ကိုအိတ်တွေတဲက အိမ်တွေတဲကဘန်တွေတဲကကျွန်တော်တို့ရဲ့ငွေတွေကိုအငွေ့ပြန်ရော့ပြောက်သွားအောင် လုပ်ခဲ့တာပါနာမည်ဆိုးထွက်စီမဲ့တရားမဝင်ငွေစက်ကူရဲလို့မကြေညာပါဒါပေမဲ့တသိန်းကျပ်ကင်ထားပါရဲ့နဲ့နှစ်တောင်းခွက်ကြက်တာတန်ဖိုးရှိတော့မယ်သိန်းတစ်ထောင်ဘာမှထည့်ထားပြီမဲ့သိန်း250တာတန်ဖိုးရှိတော့မယ်ကျငွေတန်ဖိုးတွေရော့ကုန်ပြီပြောက်ကုန်ပါပြီ။ တရားဝင်ရွေးကောက်တင်မြောက်ထားတဲ့ဒီမိုကရေစီအစိုးရကိုအာဏာသိမ်းခဲ့တဲ့ဆရာနာရှင်မဲအောင်လှိုင်ကြောင့်ဒီလိုဖြစ်ရတာလို့လူတိုင်းပြောနေကြပါပြီ။ကုံစေးနှုံပါကြောင်တတလဲအနာသိစကောင်စီကောင်းဆောင်မရောက်နိုင်ကတော့ကုံသေးနှုံတက်ရတာဟာအတမာသူတွေရဲ့ဈေးကစားတာကြောင်းလို့မကြာခဏပြောပါတယ်တကယ်တမ်းတော့စစ်ဘုတ်ချုပ်ကြီးတွေရဲ့စီမံခန့်ခွဲမှုမတက်တာကြောင့်ပါ ဆိုင်းစရာကြီးဦးအောင်တင်းကပြောပြပါတယ်။ဘိုးတင်နှန်းကျောင်းစင်းစစ်ဘိုးတွေဟာသူတို့အကုန်တိအကုန်တက်တယ်လို့အထင်ရှိပါတဲ့။ဘိုးချုပ်ကြီးတွေဆိုရင်တော့ဒရိုင်းပြည်လုံးကလူတွေဟာသူတို့လောက်မတိမတက်ကြဘူးလို့ထင်နေတာပေါ့။တကယ်တော့စစ်နိုင်အောင်ဘလို့တိုက်ရမလဲဆိုတာတောင် သူတို့မသိကြပါ။အခုလဲစစ်ရှုံးနေတာပဲလေ။လင်းနေတာ PDF ကတောင်6မြို့တင်ထားပါပြီ။ဒေါ်လာရေးတပ်ပေါင်းစုတွေကမြို့ပေါင်း60ကျော်တင်ထားပြီပေါ့။ စစ်ဘုတ်ချုပ်ကြီးလှုပ်ပြီးစစ်ကိုတောင်မှနိုင်အောင်မတိုက်တက်ရင်ဂျန်တဲ့ပညာရေးကျမ်းမာရေးစီးပွားရေးတို့ကိုတော့ဘလို့လှုပ်လုံနိုင်မှာလဲဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ဆိုရလက်ထက်တုန်းကဆိုရင် စီမံမှုကောင်းတော့တစားတစားကောင်းလာနေပြီအဲ့ဒါကိုလောဘမာနအာဃာတကြီးပြီးဆရာနာသိမ့်လိုက်တော့အခုလိုပြည်သူတွေအငတ်ပေးစိုက်နေကြပြီပေါ့မေလာဆယ်ရနေ့ကအသက်80 92နှစ်ပြည့်သွားပြီဖြစ်တဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြစကားနဲ့ပြောရရင်ကျမတို့လက်ထဲတစ်နှစ်လောက်ပြန်အပ်လိုက်စမ်းပါပေါ့ကြံ့ငွေသေးတွေလေးစားလောက်ကြနေပြီမဲ့ကွန်စီနှုံးကလေးစားလောက်တက်နေပြီးပြည်သူတွေဒုက္ခတွေ့နေကြပြီမဲ့စစ်ဘုတ်ချုပ်ကြီးတွေကတော့အလွန်အမင်းပုံမူချမ်းသာလာနေပါတယ်အနာသိန်းစစ်ကောင်းဆောင်မဲအောင်လှိုင်းရဲ့ဒါအောင်ပြည့်စုံနဲ့ခင်သတိတတ်မွန်တို့ဆိုရင် ရုပ်ရှင်ကုမ္ပဏီတွေစီးပွားရေးလုပ်ငန်းကြီးတွေနဲ့ခရိုနီလက်သစ်ဘီလီယံနာတထေးကြီးတွေဖြစ်နေကြပါပြီ။တန်းရွှေနေဝင်းစားတဲ့အာနာရှင် လဟောင်းကြီးတွေရဲ့သားမြေးမြစ်တွေဟာလည်းအလွန်မင်းချမ်းသာနေကြစေပေါ့။စစ်ဘိုတိုက်ဆောက်စစ်သားဂျိုင်းတောက်ပြည်သူပိုင်းမှဒီလိုပဲထိုင်ကြည့်နေလို့ကတော့ကောင်းလာမှာမဟုတ်ပါဘူး။2021ခုနှစ်အာနာသိန်းစားက ကျပ်9000လောက်ကင်သွားရင်ဈေးထဲသွားပြီးဈေးဝယ်လို့ဖြစ်ပါသေးတယ်။2024လောက်က2000လောက်ကင်သွားရင်ဈေးဝယ်လို့မတက်တော့ပါဘူး။အခုတော့ငွေ3000ပါမှဈေးထဲသွားရဲပါတော့တယ်လို့အင်ရှင်မတယောက်ကပြောပါတယ်။ဒီကြတဲ့ကစစ်မှုမထမ်းမနေရဆိုပြီးငွေညှစ်လို့လစဉ်အုပ်ကြီးကို3000စီပေးနေကြရပါသေးတယ်။ ရွာလုံးကျွတ်မိရှုခံရတာကလည်းရွာပေါင်းတသိန်းကျော်ပြီ။ပြည်တွင်းမှာစစ်ထဲမဝင်ခြင်းလို့အလုံးမရှိလို့ပြည်ပကိုပြေးထွက်သွားပြီးအလုံးသွားရှာပြန်လာတော့လဲတရားမဝင်မှုတွေနဲ့အဖမ်းခံကြရပြန်တယ်။လက်ဆက်မိကပြည့်အလုံးရှိသူတွေတောင်အလုတ်ကနားတစ်ချက်လုတ်တစ်ချက်နဲ့ဒီကြတဲ့ရေဘေးတွေတွေ့တဘာဝဝေးတွေဖြစ်တိုင်းလဲဆရာနာရှင်ကမကူညီတဲ့ပြင်ကူညီတဲ့သူတွေကိုပါဖမ်းနေသေးတယ်။ ခုနောက်ဆုံးမတ်လ28ရက်သတိုင်းငလျင်ကြီးခွန်တသမခွန်စကေးပြင်းအားနဲ့လှုပ်ခတ်ခဲ့လို့ပြိုပြက်သေးကြတာတောင်စစ်အာဏာရှင်ကတည်တည်ချာချာမကူညီပါငလျင်ဘေးကိုမကူညီတဲ့ပြင်လေရင်တွေရဟတ်ရင်တွေနဲ့ဘုံကျဲတက်ဖြတ်မှုလည်းမရက်ပါ မရက်တဲ့ပြင်ဒိုးလို့တောင်မိုက်နေပါသေးတယ်ငလျင်ဘေးကူညီနေတဲ့ပရဟိတတွေကိုကန့်တတ်နေတယ်။ငလျင်ဘေးကူညီနေသူလူငယ်တွေကို ပေါ်တာဖန်ပြီးစစ်ထဲထည့်သွင်းနေပါတယ်။စစ်အာဏာသိမ်းခေါင်းဆောင်မအားလာကလုံသားရှားပါလာပြီးဆိုပြီးကြာခင်က ပြောတာကြားရပါတယ်။ရှားမှာပေါ့။တပ်ဖန်စစ်ထဲသွင်းပြည်ပကိုပြေးကြပြည်တွင်းမှာရှောင်တိန်နေကြရနဲ့အလုံးလုံးမဲ့လူငယ်တွေနဲကုန်တာပေါ့။သူတို့စစ်တပ်ကပဲဒီလိုဖြစ်အောင် လုပ်နေတာလေသူတို့စစ်တပ်မရှိမှအာလုံးကောင်းမှာသူတို့စစ်တပ်အာဏာသိမ်းမထားမှအုံစင်းနှုံးတွေ ြန်ကြမှာကြံ့ငွေတွေဈေးတက်အေးအေးချမ်းချမ်းအလုပ်လုပ်ကြရမှာလေစစ်ကြံဘွားကယုံထွက်ကြစစ်နွန်တွင်းကယုံထမှဘဝလှမယ်လွတ်လပ်မယ်ကြံ့ငွေတွေအငွေပြန်ပြောက်ပြီးတံပိုးတွေ၄နှစ်တွင်း၄ဇကျသွားပါပြီကုံစည်းတွေ၄ဇတက်လာတယ်ဒါတွေဟာငါတို့နဲ့မဆိုင်ဘူးလို့မတွေးကြပါနဲ့ပြည်တင်းလျင်မင်းမခံနိုင်ပါ ြည်သူကြိုက်သောအစိုးရကိုပြည်သူကပဲရွေးတင်ကြရမှာပါ။ကောင်းကောင်းမွန်မွန်ဒီမိုကရေစီရှိချိန်မှာဆိုရင်ဒီမိုကရေစီနီးနဲ့တစ်ခက်နဲ့မဲပေးပြီးရွေးချယ်ကြရမှာပေါ့။ရွေးလေရွေးချယ်ခဲ့ကြပြီပါပြီ။2020ရွေးကောက်ပွဲမှာပြည်သူကြိုက်သောပါတီကိုရွေးခဲ့ပြီးပြီ။ဒါပေမဲ့စစ်တပ်ကမတရားအာဏာသိမ်းပိုက်ထားလိုက်တော့ပြည်သူလူလားချက်ပြတ်ခဲ့ရပြီ။အခုတော့အမှောင်ဆုံးကာလရောက်နေပါပြီ။ဘာဒီမိုကရေစီမှမရှိတော့ဘူး။ စစ်တပ်ကဟန်ပြလုပ်တာပါ အတုပါဒါကြောင့်ပြည်သူကိုဒုက္ခရအောင်ဓာမိုးအုပ်ချုပ်ထားသူကိုဓာဆွဲတော်လန်ချိန်မှာတောင်းမှန်လို့မရပါညှိနှိုင်းလို့လည်းမထူပါမလို့ရင်မလို့သလိုဖုန်းလိုက်အင်တာနက်တွေအဖြက်ခံကြရတဲ့ဘဝကလွတ်ဖို့ VPN တွေခံသုံးနေရဖုန်းတွေအစ်စ်ခံနေကြရတဲ့ဘဝကလွတ်ဖို့စင်မှုမထမ်းမနေရဘဝကလွတ်ဖို့အိမ်တွေဘုံကျဲခံနေကြရတဲ့ဘဝကလွတ်ဖို့ ကြံ့ငွေတံပိုးတွေပြန်တက်လာဖို့အာနာသိန်းဖက်စစ်စစ်တပ်ကိုပြည်သူတရလုံးကညီညီညာညာစီစီလုံးလုံးပါဝင်တော်လှန်အမြင့်ပြည့်မှတာရမှာပါနောက်ဆုံးအနေနဲ့အငွေပြန်သွားနေကြတဲ့ကြံ့ငွေများကိစ္စရဲ့နောက်ဆက်တွဲမိဖို့ကြောင့်ကြက်တဲကစလေရင်နဲ့ပြည်သူအိုးအိမ်ဘုံကျဲတာတွေအထိပြဿနာအလုံးဟာနိုင်ငံရေးဖြစ်ပါတယ်လေးနှစ်လုံးလုံးကြုံတွေ့ထားရတဲ့ပြဿနာအလုံးရဲ့အချုပ်ဟာမရောက်နိုင်တဲ့စစ်ကောင်းဆောင်တွေ အာနာသိန်းနာကနေမြစ်ဖြားခံပါတယ်။တရားကံစစ်အာနာရှင်တွေကို ရှင်းလင်းရေးသားပြည်သူလူထုအလုံးရဲ့တာဝန်ပါ။ရသလိုကြုံသလိုကျန်းကျင်သမျှတက်ဆွမ်းသမျှစစ်အာဏာရှင်တွေကိုအဆုံးသက်တိုက်ပွဲဝင်ကြပြီးနိုင်ငံတစ်ကိုတီထောင်ကြပါစို့ပြည်သူတီသာအောင်နိုင်ရသည်မဟာအင်အားအကြီးမားဆုံးပါ